ရခိုင်ပြည်နယ်မှာတုံမျိုးနယ်သာတိမ့်ပိုက်ဖို့ကြန့်ရှိတဲ့အာရခတက်တော် ULAA ရဲ့မြို့သိမ်းတိုက်ပွဲမှာဖိအားတွေရှိနေတယ်လို့စီးရီးနဲ့နိုင်ငံရေးအကြီးအကဲတွေက CNN သတင်းဌာနကိုပြောပါရယ်ရခိုင်ပြည်နယ်ရဲ့မြို့နယ်16ခုမှာ14မြို့နယ်နဲ့ချင်းပြည်နယ်ပလောဝဒေသတို့ကိုတိမ့်ပိုက်ထားနိုင်တဲ့ AA အနေနဲ့တည်မြဲအောင်ထိန်းထားနိုင်ရင်အုပ်ချုပ်ရေးအပါအဝင်တခြားလှုပ်ရှားတွေရှိနေသေးတဲ့အတွက်ဖိအားများတယ်လို့စီလုံးညို့တော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်က CNN သတင်းဌာနကိုပြောပါရယ်ဘာဖြစ်မလဲဆိုတော့ အေးဆိုတာအတော်လိုင်းရရဆိုရင်အခုမှလူလားမြောက်ခါကြအရွယ်လေးပဲရှိသေးတယ်လေအဲဆိုလိုတာကအဲဒီတော့ဒီချိန်မှနေပြီးတော့သူတို့ဟာလူငယ်တွေလူလားပိုင်းတွေအများကြီးသူတို့ကြိုးစားတယ်အလုပ်လုပ်နိုင်တယ်နော်သူ့နယ်မြေတွေကိုလည်းသူရအောင်တိုင်နေတယ်ဒါကရခိုင်ရဲ့အိမ်မက်ပေါ့ဗျာနှစ်ပေါင်း200ကျော်အိမ်မက်မက်ခဲ့တယ်ရှေ့ကလည်းတော်လိုင်းကြီးခေဆက်ဆက်မှာလုခဲ့တယ်ဒါမှမဟုတ်ဒီနေထားမရောက်ဘူး ဒါမဲ့အခု ULAA ကတော့နော်အရှင်တို့အတွင်းမှာဒီလောက်လုံနိုင်တယ်ဆိုတဲ့အခါမှာနော်အဲ့လိုမျိုးဖြစ်အောင်အတွက်တို့လည်းပေးဆရတဲ့အရင်းကြီးတွေများပါတယ်နော်ဒီဟာတွေကလည်း PR တွေပေါ့ဗျာကျွန်တော်တို့ဒီသူကြီးကျွန်တော်တို့ဟိုရဲဘော်တွေရဲ့အသက်တွေအများကြီး stay ပြီးတော့ဒီဟာတွေရလာတာလေနောက်ပြီးတော့ဒီနေရာကိုတည်မြဲအောင်ခိန်းထားနိုင်ဖို့ဆိုတာလည်းနေ့တူပါ PR ပဲဗျာနော်ဒီနေရာတွေရဲ့အုပ်ချုပ်ရေး ရားစီရင်ရေးเนาะကျမ်းမာရေးပညာရေးစသဖြင့်ပေါ့အများကြီးပဲလုပ်ကြရတယ်ကပြီးတော့ဒီဟာတွေအကုန်လုံးအဖြစ်အားတွေများတယ်နောက်တစ်ခါနေပြီးတော့အခုကျန်နေတဲ့နေရာတွေမှာဟိုမှာအိန္ဒိယရဲ့ကလာဒန်စင်မာကင်းတရုတ်ရဲ့နေပြီးတော့ကြောက်ဖြူ SCZ နောက် DC ပေါ့အဲ့ဒီ pipeline ဒီဟာတွေအကုန်လုံးဟာအာအာတကယ်ကိုတရုတ်ဆိုရလေကပါမမဟာရင်အကြီးနိုင်ငံလေဒီဟာရည်ရဲ့ဖြစ်အားတွေလည်းဒီပေါ်မှာတော့ အေးရဲ့မေလ22ရက်ကရခိုင်ဒေသအတွင်းမှနေရက်စွန့်ခွာဖို့အားထုတ်ကြိုးပမ်းနေတဲ့ဒေသနေပြည်သူတွေကိုအတိပေးတားမြစ်ချက်ထုတ်ပြန်တဲ့အထင်မှာတော့မပြည့်ပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့သာဆင်နွှဲနေရကြောင်းပြောကြားထားပါတယ်။2025ခုနှစ်မေလအထိအေးအနေနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းရှိကြောက်ဖြူမန်အောင်နဲ့စစ်တွေမြို့တို့မှအပပလောက်ဝအပါဝင်မြို့ပေါင်း15မြို့ကိုထိန်းချုပ်ထားတာပါ။လက်ရှိမှာအေးဟာကြန့်ရှိနေတဲ့စစ်တွေမန်အောင်နဲ့ကြောက်ဖြူမြို့နယ်တို့ထဲကမှာ တရုတ်စီမံကိန်းတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာမြမတက်မတော်ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။ဒါပေမဲ့မြို့သိမ်းတိုက်ပွဲတွေအတွက်အကန့်အသတ်ဖြစ်နေတာဟာတရုတ်ဖိအားကြောင့်ဖြစ်နိုင်တယ်လို့သူတို့ကိုယ်တိုင်တိုက်ဖို့အခက်အခဲတွေရှိနေတာလည်းဖြစ်နိုင်တယ်လို့တရုတ်မြမအရေးလေးလာတုံးသက်သူဒေါက်တာလှကျော်စောကစီရနာသတင်းဌာနကိုပြောပါတယ်။ခင်ဗျစစ်တပ်ရဲ့ဆိုတာမြို့တွေကိုသိမ်းနေဝယ်တယ်ပြီးတော့အဲ့ဒါကိုထိန်းထားလို့ခက်တယ်ဗျ။အဲ့ဒါကြောင့်မို့ဒါတွေကိုလည်းသူတို့ထည့်သွင်းစဉ်းစားနေရတယ်ဖြစ်ရတာ။နောက်တစ်ခုက ိုမြို့တွေကိုမတိုက်တာသူတို့အချင်းကြီးအခိုင်မှာအဲဟိုကိုကသူကအများကြီးဖြန့်ပြီးတော့ဟိုစာဝဲနေရတာဖြစ်တော့ဟိုဒီမြို့ကြီးတွေတိုက်ရင်ဆက်ချင်းဖို့ဆိုတာလေဆိုရင်မှတယ်နောက်တစ်ခုကမြို့တိုက်ပြီးလို့ရှိရင်ရန်သူကိုတာဂက်ပေးလိုက်လို့ဖြစ်တာပေါ့အဲ့ဒီမြို့ကိုအကြီးကျယ်လာပုံချပါကြခင်ဗျအဲ့ဒါဟုတ်ပါတယ်အကြောင်းမျိုးမတိုက်ရတာဖြစ် သူကတရုတ်နဲ့လည်းဆက်ဆံရေးကောင်းတယ်ဒါကြောင့်မို့ခင်ဗျအဲအေးအေးကထုတ်လိုက်တဲ့ဟိုနည်းနေဆိုခင်ဗျဖတ်ကြည့်ပါလားတရုတ်ကရင်းနှီးမြှုပ်နှံမှုများကိုသူတို့ကာကွယ်ပေးရမယ်မတိခိုက်စေရပါဘူးဒါအငဲပါနေတာပဲအဲ့တော့ရှိနေပါလေတရုတ်ကဖျားကြောင်လည်းဖြစ်ကောင်းဖြစ်နေတယ်ဘုံဘုံသူတို့ကိုယ်တိုင်ကတိုက်ဖို့အခက်အခဲတွေကြာဖြစ်ဖြစ်အဲ့နောက်အိန္ဒိယရဲ့ကလတန်မြေစီမံကိန်းတွေလည်းရှိနေရကြောင်းအေဟာ တရုတ်အိန္ဒိယတို့ရဲ့ PR တွေရှိနေနိုင်ကြောင်းလဲစီရင်တဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါဗျ။အရကတက်တော်အေက အမျိုးသားကောက်ွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB အရစစ်မှုထမ်းဖို့အကြုံးဝင်တဲ့အမျိုးသားအမျိုးသမီးတွေကိုရခိုင်ပြည်နယ်တွေကထွက်ခွာခွင့်ပိတ်လိုက်ကြောင်းထုတ်ပြန်ထားပါဗျ။အမျိုးသားကောက်ွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB အရအသက်18နှစ်မှ25နှစ်အထိအမျိုးသမီးတွေအသက်18နှစ်မှ45နှစ်အထိအမျိုးသားတွေအပေါ်ရခိုင်ပြည်နယ်ပြည်ပထွက်ခွင့်ပိတ်လိုက်တာပါဗျ။ အေးရရခိုင်ပြည်နယ်မှာတကြော့ပြန်ထိုးစစ်စတင်တဲ့2023ခုနှစ်နိုဝင်ဘာလကတည်းကလေရခိုင်ပြည်နယ်ရှိမြို့တွေကိုမြမတက်မတော်ကဖျက်လေးဖျက်စနစ်ကျင့်သုံးခဲ့တာပါ